မေလ73ရက်နေ့နေ့ပိုင်းညပိုင်းမှာကပ်ပလီပင်လယ်ပြင်အတွင်းအထက်မြင့်ပေ9000တွင်လေဝေလိုင်း upper cyclonic circulation ရွာဖြစ်ပေါ်လာနိုင်ကြောင်းဝန်ဒီမအစမတ်ကစနဲအခန်မတော်တွေရဲ့ကြိုတင်ခန့်မှန်းချက်မှာတွေ့ရပါတယ်ဖြစ်ပေါ်လာနိုင်တဲ့အထက်လေဝေလိုင်းသည် အနောက်ဘက်ကိုဆက်လက်၍ရားပြီးမေလ18ရက်နနက်ပိုင်းမှာဘင်္ဂလားပင်လယ်အော်အလဲပိုင်းပင်လယ်ပြင်တွင် လေဖိအားနည်းရဝန်းဖြစ်လာနိုင်ကြောင်းလက္ခဏာပဲကခံမှန်းထားတာတွေ့ရပါတယ်အခုလိုလေဖိအားနည်းရဝန်းဖြစ်ပေါ်လာနိုင်တဲ့အခြေအနေကို MetaBlueNames Global Model ခန့်မှန်းချက်မှလည်းတွေ့နေရပါတယ်။ပင်လယ်ပြင်မှာဖြစ်ပေါ်လာတဲ့ထူးခြားမိုးလေဝသအခြေအနေများကြောင့် မန္တလေးတိုင်းအတွင်းမှဒေသအချို့ပကံညောင်ဦးမြင်းချံကြောက်ပတောင်းနှင့် စကိုင်းတိုင်းအတွင်းမှ မုံရွာပခုတ်ကူရေစကြိုချောင်းဦးစသည့်ဒေသအချို့မှအပကြံဒေသအားလုံးမှာမေလ73ရက်မှ မေလ76ရက်အတွင်းမိုးရွာနိုင်ကြီးရာခိုင်နှုန်း60နှင့်အထက်ရှိနေကြောင်းတွေ့ရပါသည်